စံတော်ဝါနဲ့စပြီးတော့ဟိုတိုက်တီတိုက်တီတိုက်ပြီးတော့ဒီစကိုင်းမှာစပြီးတိုက်ထုတ်လိုက်နိုင်တယ်ပြီးတော့ကင်းရင်ဒီမှာတိုက်ထုတ်လိုက်နိုင်တယ်မကွေးတွေမှာတိုက်တယ်တနိုင်ငံအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ချင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ အရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ဒီမော်တော်တိုက်ပွဲမှာလေဒီခိုဘက်ကဒီနေဆက်စခန်းကုန်းကြီးကဒုတိုင်ရင်မှုပေါ့နော်သူပြောသလိုဆိုလင်းတော်လာမှုပေါ့ဖပြေးသွားတယ်ဆိုတဲ့အကြောင်းသူတင်ပြထားတာလေ တွေ့ရတာပေါ့နော်အဲ့တော့သူတို့ဒီဘယ်လောက်လူအင်အားတွေပေါ့ဥစ္စာအပတ်စဉ်၁၂နှစ်ကပေါ့နော်လူအင်အားတွေနဲ့လာလဲအခြေခံတကယ်ဖြစ်တဲ့ခါကြရင်အရေးကြီးတာကသူတို့ရဲ့ဒီအသေးခံအမှစခန်းပေါ့နော်ဖပြေးလို့မြေသူကစခန်းကြတာနဲ့ကြတာလीအဲ့တော့သူတို့စခန်းကအသေးကြီးဖြစ်နေတ ဒီစကောင်းကိုကဝိုင်းဝန်းပိတ်ဆိုထားတယ်ပြီးတော့ဖြတ်ထားတယ်ပြီးတော့အပေါ်ကနေပြီးတော့ဒီ drone နေနဲ့သွားပြီးတော့အသာကျဲနိုင်တယ်ဆိုရင်ပိနိုင်တာပါပဲအဲ့တော့သူတို့ကဒီစကန်ကုန်းပေါ်မှာကို120မမကြီးတွေဆင်ထားပြီးတော့အေးရနေပြီးတော့အဲ့ဒီကုန်းပေါ်ကနေပြီးတော့ရှောက်ပြစ်နေတာကိုလည်းသူဒီဆင်ထားတဲ့နေရာတွေကိုလည်းပြတာပေါ့ ဲ့တော့အဓိကဒီမှာတွေ့ရတာကဒေသခံပြည်သူနဲ့ဒီစကမရဲ့တက်တည်နေကဟိုပတ်သက်မှုမရှိတော့ဘူးပေါ့နော်စကမရဲ့တက်တည်ကဒီတနက်အာကူနေတာသူကအနိုင်ကျင့်နေတာဒေသခံပြည်သူတွေရဲ့ဒီဒီနေ့ဟိုထောက်ခံမှုမရတဲ့အခါမှာသူတို့ကအထီးကျန်နေပြီးသားပဲလीနော်အဲ့တော့သူတို့ရိတ်ခါတွေကစားလीလေဘဝလာချပြရတယ်သူတို့ ကိုအနိုင်ကျင်းလို့ရတာပဲအဲ့တော့သူတို့ဖွင့်ထားတဲ့ကိစ္စကံတွေအားလုံးကလည်းဒီတက်တည်ရှိနေလို့အတက်မရှိရင်အကုန်လုံးပြေးတာပဲပြောချင်တာကဒီစကားမတို့ကစနစ်ပေါ်မှာတိဆောက်ထားတာမဟုတ်ဘူးတနက်ပေါ်မှာတိုက်ပြေကိုတိဆောက်ထားတာပေါ့အဲ့တော့ဒီစစ်ကောင်စီရဲ့တက်ရင်းနေမရှိတာလည်းအဲ့ဒီမျိုးကြတာပဲအဲ့ဒီစကံကြတာပဲအဲ့ဒီနေဆက်တွေရတာပဲအဲ့တော့ သူတို့ပြောနေတဲ့ရေကောက်ပွဲတွေသူတို့ပြောနေတဲ့ဒီအုတ်ချုပ်ရေးတွေအားလုံးဟာစစ်တပ်ကိုပဲအခြေခံထားတာ။နောက်အိမ်မှာအပတ်စဉ်စနစ်ကဒီပါစာတွေပေါ့နော်အထူးဖြင့်ရန်ကုန်ကအုပ်စုတွေပေါ့ကလေးတွေပေါ့နော်တောင်တကုန်ကပါတယ်လေကူကပါတယ်မော်ပြီးကပါတယ်သူတို့အရင်ဆုံးပြင်းတော်ကိုရင်ဖမ်းသွားတယ် ။နောက်မလဲအုတ်ကြီးတွေကပို့လိုက်တယ်။အေးဘေးရန်အောင်မှတစင်ဂျိုးဖြူမှာစစ်တရန်ဆင်းနဲ့သုံးလဆင်းနဲ့ပြီးတော့ရှေ့တန်းတပ်ပို့ချလိုက်တာပေါ့။ပြီးတော့အခုဒီဘက်မှာသူတို့ဒီအလင်းဝင်ပြီးတော့တော်လိုက်ဘက်ကနေဝင်ပါနေကြတာပေါ့။အဲ့တော့သူကစစ်တဲမဝင်မချင်းဝင်မယ်လို့မပြောမချင်းရိုက်တယ်လို့ ါတွေကအတင်းအကျပ်စစ်တဲ့ဝင်ခိုင်းနေတယ်ဆိုတော့ဒီကောင်းမွန်တဲ့သတ္တိလက္ခဏာတွေပဲနော်အဲ့တော့တကယ်စဉ်းစားကြည့်လိုက်ရရင်ဒါသတ္တိလက္ခဏာတွေကပို့ပို့ပြီးတော့ထွက်လာတော့ပေါ့ဒီနော် ဲ့တော့2022အနေထားကိုသွားပြန်ပြီးသတိရတယ်2022တုန်းကလည်းကျွန်တော်တို့ကဒီဒီအဲ့လိုပဲစံတော်ဝါနဲ့စပြီးတော့ဟိုတိုက်တီတိုက်တီတိုက်ပြီးတော့ဒီစကိုင်းမှာစပြီးတိုက်ထုတ်လိုက်နိုင်တယ်ပြီးတော့ကင်းရင်ကြီးမှာတိုက်ထုတ်လိုက်နိုင်တယ်မကွေးတွေမှာတိုက်တယ်တနင်္ဂနွေလုံးမှာစတိုက်တယ်ပေါ့နော် အခုလည်းအဲ့ဒီအနေထားကိုပြန်ပြုတ်ပြီဒီမောတောင်လိုအောင်ပွဲမျိုးပေါ့နော်ကမ့်ဘလူးလိုအောင်ပွဲမျိုးဟာကျွန်တော်တို့တကယ်လို့ရင်ကျွန်တော်တို့မှလည်း view ဟာကောင်းနေဆိုရင်တကယ်ရပါပဲအခုမောတောင်ဆိုရင်သူတို့120မမ2လက်ရတယ်ပြောတယ်5.5ကနှစ်လက်ပေါ့တစ်လက်ရတာပြီးတစ်လက်ကရှားရမယ်လို့ပြောတယ်နောက်တော့ချားဘုံကြီးအမြောက်အများရတယ် ဒါအဲ့ဒါကိုကျွန်တော်တို့ campaign လုပ်ပြီးဝယ်မယ်ဆိုရင်ဒါ campaign တစ်နှစ်လောက်လုပ်ယူပါမယ်ပြောချင်တာကသိန်း1000 project သိန်း2000 project လောက်တော့လောက်ပါမလားမပြောတော့ဘူးအဲ့တော့ရန်သူလက်နဲ့ကိုလက်နဲ့ဆိုတာတကယ်အရှိတရားပဲဒါပေမဲ့အဲ့ဒီသိမ်းမိတဲ့လက်နဲ့တွေကိုကဒီပယ်ထုတ်ဖို့တော့တော်တော်သေးယူပါမယ်သူတို့လည်းအိမ်ညာကိုဘယ်လိုပုံစံနဲ့ပို့ထားလဲသူတို့အဲ့တော့ပြောချင်တာကလက်နဲ့ကြီးတယ် ကြီးစံကြီးတွေဘုံသီးကြီးတွေအဲ့တော့အဲ့ဒီရဲ့ငွေတန်ဖိုးတွေတနိုင်ငံလုံးမှာရှိတဲ့တက်စခံပေါင်းပေါ့အဲ့တွက်ကြည့်လိုက်ဘယ်လောက်တောင်များလိမ့်မယ်လေပေါ့ဒီအေဂျာစီယာရဲ့ထုတ်လင်းမှုအရာပေါ့နော်အေဂျာစီယာရဲ့ပြောရမြန်မာတနိုင်ငံလုံးမှာဒီလက်နက်ကင်နေကြတဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်ပေါင်းအဖွဲ့တွေပေါင်းပေါ့2600လောက်ရှိတယ်လို့ပြောတယ် 2600เนาะကျွန်တော်တို့ဒေါ်လာကြီးအဖွဲ့တွေပေါ့အဖွဲ့ပေါ့2600တစ်ဖွဲ့မှာ10ရောက်ဆိုရင်2600တော့တစ်ဖွဲ့မှာအရောက်တရာရှိရင်2600ရှိတယ်ဒါဒီရဲ့ပိုင်းမှာနာမည်ကြီးနေတဲ့ LJC ရဲ့ရာရဲ့ဒီဒီ documentary series ပေါ့เนาะအိမ်မှာပြောသွားတာပေါ့မြန်မာနိုင်ငံတနိုင်ငံလုံးမှာဒီလက်နဲ့ကင်ထားတယ်ကျွန်တော်တို့ဒေါ်လာကြီးပေါ့ဒီ စစ်အာဏာရှင်ကိုပြန်တိုက်နေတဲ့အဖွဲ့ပေါင်းက2600လောက်ရှိတယ်။ဖြတ်ကြည့်ဘယ်လောက်ထိများလဲဆိုတော့အဲ့တော့ရှင်းရှင်းပြောရရင်ဒီမောတောင်ဖြစ်စဉ်ပေါ့နော်မောတောင်ဖြစ်စဉ်ကိုဒါဘုံမှုတင်လဲအောင်လို့ကကိုယ်တိုင်ရောက်နေပြီးတော့အစအဆုံးပါခဲ့တဲ့သဘောရှိတယ်ပေါ့နော် တော့အဲ့လိုမလိုလားအပ်တဲ့ဟာတွေမရေးပါနဲ့เนาะဒါအားလုံးသိပြီးသားကိစ္စတွေပါဒါတွေက comment တွေမှာဝင်ရေးเสียအကြောင်းမရှိပါဘူးเนาะ comment တွေမှာရဲရဲဆိုင်ဆိုင်နဲ့သူတို့ကြမ်းတမ်းတဲ့စကားလုံးတွေမရေးပါနဲ့เนาะကျွန်တော်ပြောသလိုဒါတွေကမလိုအပ်ပါဘူးအဲ့တော့သိစားစဉ်းစားကြည့်လိုက်ရရင် 2022ပုံစံကိုကျွန်တော်တို့ပြန်ခန်းစားတယ်။အဲ့တော့ BBLE လည်းပါတယ်လို့ပြောတယ်။နောက်ဘူဘူးဒီလင်းအောင်ပြောတဲ့ပုံစံဒါသူရဲ့မိခင်တက်ရင်ဘုတ်ကင်ရဲ့မိခင်တက်ရင်နေရာလည်းဖြစ်တယ်ပေါ့နော်။အဲကြောင့်သူဒီနေရာကိုရောက်လာတာပေါ့နော်။မောတောင်ဆိုတဲ့နေရာ။အဲ့ဒါကလည်းနေဆက်ဂိတ်လည်းဖြစ်တယ်။နေဆက်ကုန်သွယ်ရေးဂိတ်လည်းဖြစ်တယ်။ စကမဘက်ကတော့ဒါ white way တွေ white 8တွေနဲ့တော့ပုံကျဲနေစေပေါ့ညာနော်ဒါပေမဲ့တကယ်လို့ယင်အဲ့တော့တကယ်လို့ယင်တကယ်ဖြစ်တယ်ပေါ့နော်အခုသူတို့ဒီက30အတိုင်းပဲ ိုင်းနိုင်ငံကိုထွက်ပြေးကြတာအယောက်40ကျော်အယောက်40ကျော်စစ်တုပ်ပန်းဖြစ်ရတယ်လက်နက်တွေအခဲရံတွေအမြောက်အများရတယ်ပြီးတော့ကျွန်တော်တို့ဘက်ကဒရုန်းတပ်ဖွဲ့ရဲ့အစွမ်းကိုလည်းပြလိုက်နိုင်တယ်သူတို့ရဲ့ဒရုန်းဂျမ်ဘာကိုလည်းဖြတ်စီးလိုက်နိုင်တယ် ။အဲရနေ drone ရအသားနဲ့ဘုံဘုံဘုံမိုးရွာတာပေါ့ဗျာ။အဲရနေဟိုကမကန်နိုင်လို့ထွက်ပြေးကြတာပေါ့။အဲလိုလဲဆိုတော့သူတို့ကိုဝိုင်းဝန်းပိတ်ဆို့ထားပြီးမှအပေါ်ကနေ drone မိုးကျဲတော့သူတို့ဒီလည်းနဲ့ခြိုက်ခြားမခြိုက်ရင်သူတို့မှာလမ်းမရှိဘူးလေနော်။အဲတော့ဒါတွေအားလုံးကိုတိကျစဉ်းစားကြည့်လိုက်ရရင် ဒီပါစတွေခေါ်လိုက်ရုံနဲ့သူတို့ရဲ့စင်အင်ရာတိုးတက်လာစရာဘာမှအကြောင်းမရှိသူတို့ရဲ့ဒုတိုင်ရင်မှုဖြစ်တဲ့လူတွေတက်ခွဲမှုဖြစ်တဲ့လူပေါ့သူပြောသလိုအပတ်စဉ်49ကပူကြီးဘသူပူဘသူပေါ့ဗျာနော်ဆန်းစုတ်ထွက်ပြေးတာသောဆုံးပြေးတာ ါကြောင့်လဲဆိုတော့တို့ view ဟာလဲလုံးလို့မရဘူးနော်တို့ကပြည်သူနဲ့ဆက်သွယ်မရှိဘူးလေပြည်သူကတို့တို့ဟာထိကြံနေတယ်ဗျာတို့တို့ရှိတဲ့ဒီစကန်းဒီစကန်းကုန်းတွေမှာပဲပိတ်မိနေပြီဗျာဒီဘက်ကလည်းဝိုင်းဝန်းပိတ်ဆို့ထားပြီဗျာအဲ့တော့တို့ဘာ view ဟာဒီတို့ကိုလုတ်ပေးနိုင်တာကနောက်ထပ်စစ်ကြောင်းကြီးတွေပေါ့နော်တို့ဘက်ကစကားမှလည်းလာပြီးတော့တို့ကိုလာပြီးတော့ဝိုင်းရံပေးတာတို့ဒီမဟုတ်ရင်လေချောင်းပစ်ကူပေးတာကလွယ်အာမမလုံးနဲ့ ီဘက်ကဒေါ်လာကြီးတက်ဖွဲ့တွေကရွေးလျားစစ်ကြောင်းတွေနော်ပုံမှန်သွားပြီးတော့ပိတ်ဆိုလိုက်မနေ့ကပြန်ပြီးအေးစစ်အိပ်ပြီးဒူးနှက်နေလိုက်ပြောချင်တာကဗျာသူတို့ကိုသပိတ်ဆိုလိုက်နှစ်ရက်သုံးရက်လောက်ထိုင်းမှာသွားပြီးကဲလိုက်ဥပမာပြောချင်တာထိုင်းမှာသွားပြီးအပန်းဖြေလိုက်နိုင်ကလက်သွားတက်လိုက်ပြီးပြန်လာရင်မပြန်လာပိတ်ဆိုလိုက်စိတ်လွတ်ကိုလွတ်ဒါဥပမာပြောတာပါအဲ့လိုသွားတာလို့မဟုတ်ပါဘူးစိတ်လွတ်ကိုလွတ်လုပ်လို့ရတယ်ဒီသူဈားထဲမှာလဲဝင်နေလို့ရတယ် တို့ကကြတော့ဒီရှေ့တန်းဆိုတဲ့ဒီစခန်းကုန်းကြီးပေါ်မှာပဲဘယ်သူမှမကြည့်ဖြူပဲနဲ့ပြိမ့်နေနေတာပဲအဲ့တော့နေရာတိုင်းမှာလက်နက်ကင်တပ်ဖွဲ့တွေမှိုလိုပေါက်နေရင်အဲ့ဒါကိုဒီစစ်အာဏာရှင်တွေဘယ်လိုဖြေရှင်းမလဲ ပြောချင်တာကသူတို့လေတနတ်နဲ့အုပ်ချုပ်တာအခုသူတို့တနတ်တဲ့လူတွေမရှိရင်သူတို့ထွက်ပြေးတာပဲမျိုးအုပ်ချုပ်ရေးတွေရက်ွက်အုပ်ချုပ်ရေးတွေမရှိတော့ဘူးအရေးကြီးဆုံးကနယ်စပ်ကိတ်ပြန်နော်ကုန်သွယ်ကိတ်သူတို့ရရတဲ့အခွန်ခတွေရတယ်မှာထိုင်းနိုင်ငံနဲ့ကုန်သွယ်ရေးဖြတ်နေတဲ့ကိတ်ကြီးပြန်သူတို့တနတ်မရှိတော့တဲ့ဒီကိတ်လည်းကြားတာ ဲ့တော့မျိုးပေါ်မှာလည်းသူတို့တနက်နဲ့ပဲအိမ်ဒီမှာလာဖမ်းနေတာပဲတနက်နဲ့ပဲလူငယ်တွေကိုပေါ်တာဆွဲနေတာပဲတနက်ပြပြီးတော့ပဲရွေးကောက်ပွဲတွေလုပ်နေတာပဲတနက်ပြပြီးတော့ပဲလူရှင်မင်းသားမင်းသမီးတွေကိုဝါရဖြန့်ကားတွေရိုက်ခိုင်းနေတာပဲတနက်ပြထောင်ချပြီးတော့အဲ့တော့လူတိုင်းတနက်ပြကြိုင်ပြီးဆိုရင်သူတို့ဘယ်လိုလုပ်ကြမြင့်တဲ့နဲ့ကတဲ့နဲ့ပဲ အတွေ့အလင်းဆုံးပြောရင်ပေါ်မှာတော့စစ်ဘုတ်ချုပ်တွေဝန်ကြီးတွေကလူကြားထဲမှာတော့ဂုံသေးရှိလူကြီးများများပုံစံနဲ့ကိုက်ပုံကြီးကြီးတွေပေါ့ဘုတ်ကောင်းစားလာတွေဝတ်ပြီးတော့မိကွန်လေးပြောလိုက်ပြုံးပြုံးရွှင်ထုတ်ဆက်လိုက်လက်ကော်ဖီလေးတောက်လိုက်ပေါ့ဘီယာလေးတောက်လိုက် ်ညမွေးလေးပွဲလေးဖိင်သွားလိုက်မိလာဆောင်သွားလိုက်ပေါ့စီဝေးလေးတက်လိုက်ဖဲကျိုးလေးဖြတ်လိုက်ညတဖုံးရောက်တာအမေအောက်ချီမှာတော့သူတို့အားလုံးဟာဒီအဂျာစီယာရဲ့အဲမှာပါသလိုပဲဒီစီစစ်ကြိုးရေးစခန်းတွေမှာလူတွေကိုကြာဖို့တည်နေရိုက်တက်နေတဲ့အနေအထားရှေ့တန်းမှာလည်းအခု ဒီမော်တော်မှာရှိတဲ့ဒီစကန်ကုန်းကြီးကိုဒီဘဘူးထင်လောက်တို့ကရိုက်ပြတဲ့အခါမှာသူတို့နေရတဲ့အခါကနွားတင်းကုန်းနဲ့တောင်စိုးသေးတယ်ဗျာမြေကြီးတွေတောင်ကုန်းတိတ်ပေါ်မှာဟိုမြေကြီးတူးပြီးတော့အဲ့ပေါ်မှာဟိုဘယ်လိုပြောမလဲဟိုအုတ်တွေကာယံထားပြီးတော့ကုတ်ပြစ်ပေါ်မှာဘယ်လိုပြောမလဲအလင်းအောင်မရှိလေးပိစက်မရှိနဲ့အဲ့လိုဘွားနေနေနေရတဲ့လူတွေဗျာ ြောချင်တာကဗျာစိတ်ကြမ်းလူကြမ်းကြီးတွေကဒါတော့တို့အခိုင်အမာတိဆောက်ထားတဲ့စကမ်းเนาะတို့အနေဆက်စကမ်းเนาะဝင်ငွေတနေ့တနေ့မြန်မာငွေသိမ်းယာနဲ့ထောင်နဲ့ချီပြီးဝင်ရနေတဲ့စကမ်းเนาะ အဲ့ဒီအောက်ချိန်မှာရှိတဲ့ဒီကနာတော့ဟာပြင်းတော်လိုဟာမျိုးပေါ့ဗျာသူတို့ပြောပြောရွှေရှင်ကပါတဲ့စစ်ကြောရေးလိုဟာမျိုးအောက်ချိန်ရဲ့ရဲဘော်တွေရဲ့ဒီလိုပုံစံနဲ့ဒီလိုစိတ်ဓာတ်တွေနဲ့ယူစောကြီးတွေပေါ့ဗျာသူတို့ကအဓိကထောက်တိုင်တွေနဲ့တိုင်းပြည်ကိုအာဏာကိုလုယူထားတာအဓိကဖြစ်တဲ့ရက်ွက်အုပ်ချုပ်ရေးမျိုးနဲ့အုပ်ချုပ်ရေးကိုနိုင်အောင်ထိန်းပြီးတော့ ရည်သူတွေကိုဥပဒေဆိုတာကြီးနဲ့ခြောက်ပြီးတော့ဖမ်းတာစီးတာနဲ့ရည်သူရဲဆိုတာနဲ့တရားရုံးဆိုတာနဲ့ထောင်ဆိုတာနဲ့သုံးခုနဲ့ပေါင်းပြီးတော့အပေါ်ကနေပြောချင်တာပြောပြီးတော့လုံချင်တာလုံနေတဲ့အုပ်ချုပ်ရေးစနစ်ပေါ့အဲ့တော့အဲ့တော့အဲ့လိုအနေထားဖြစ်လာတာဖြစ်တဲ့အတွက် ဲလိုအနေထားဖြစ်လာတာဖြစ်တဲ့အတွက်တနက်နေ့အုပ်ချုပ်တာပေါ့ဗျာအဲ့တော့တမိုင်းကိကအစိုးရဆိုတာကကိုကိုရဲ့ရွာမှာကိုလူအုပ်စုထဲမှာအုပ်ချုပ်ဖို့သူတို့ပေးရနေပြီးတော့မြို့တွေနိုင်ငံတွေဖြစ်ပြီးတော့အစိုးရမင်းတွေဖြစ်နေတာလေအဲ့တော့ပြည်သူတွေကလည်းသူတို့လိုပဲတနက်ကြိုင်လာပြီဆိုရင်ဘယ်လိုလုပ်ကြမလဲ ပြည်သူတွေကိုသူတို့ကဥပဒေဆိုတာကြီးနဲ့ခဏတော့ကတော့ပြေပြေးဆိုတာကြီးနဲ့အခုဆိုရင်လည်းအကြမ်းဖက်ဆိုတာကြီးနဲ့တနက်မကန်ရဲအောင်သူတို့ကဟန်တာထားတာပေါ့နော်ဟိုဘယ်လိုပြောမလဲထိန်ကော့ထားတာပေါ့တော့မို့လေအဲ့ဒီအဲ့ဒီစီးကြီးကိုမကြော်ရလေအောင်တနည်းနည်းနဲ့သူတို့လှုပ်ထားတာပေါ့အမှန်တော့အကြောက်တရားနဲ့လှုပ်ထားတာပေါ့ဘဝတွေနဲ့လှုပ်ထားတာပေါ့ ဒါပေမဲ့အဲ့ဒီစီးကိုပြည်သူကကြော်သွားပြီဆိုရင်သူတို့ဘလို့အုပ်ချုပ်အဲ့တော့ဒီနေ့သူတို့ဒီနေ့သူတို့ရင်ဆိုင်နေရတာအဲ့ဒါပဲအဲ့ဒီအစီးကြီးကိုသူတို့ကြော်သွားပြီရှိစရှိမှာကလူတိုင်းတသက်မကင်လာတဲ့အခါကျတော့ တို့ကတနက်နဲ့ပြပြီးတနင်္ဂနွေလို့ငိမ့်ဝုတ်ပြီးပြရတယ်ဆိုတဲ့ပုံစံလုပ်လိုက်တယ်ပြီးတော့ဤအူတွေကိုလည်းတို့ကသွေးခွဲတဲ့နီးနဲ့အင်အားချိနေအောင်လုပ်လိုက်တယ်ဒါပေမဲ့2021မှာကျတော့တို့ထိန်းထားတဲ့ ADC ကြီးကိုကြော်သွားပြီးတော့လူအများစုတနက်ကင်လာတဲ့ခါကျတော့အဲ့တနက်ကင်လာတာကလည်းတနက်ကင်ကိုစူးစမ်းတယ်တနက်ကင်ကိုဆုံးဖြတ်တယ်တို့ကတနက်နဲ့လူပါသွားတယ် တော့တနက်နဲ့တို့ကဒုံးနဲ့ရိုက်တာလေအခုတို့ကိုဖမ်းခံလိုက်ရတဲ့သူတွေကိုတို့ကြိုးဒီဒုံးတွေနဲ့ရိုက်တယ်နီးမျိုးဆိုနှိစက်တဲ့ခါကျတော့ဒီလူတွေကတနက်ကင်ကြီးပြတိုက်ဖို့ကလွယ်နီးမရှိတော့ဘူးဘာလို့လဲတို့လည်းတနက်ရှိလို့အဲ့ဒါကိုလူဘာဝပြီးလူလူချင်းကိုနှိစက်နေတာလေအဲ့တော့အဲ့တော့လူတွေကလည်းအဲ့ဒီတနက်ကင်ချင်းကိုပြန်ဆုံးဖြတ်လိုက်တယ်တို့တို့တနက်ကင်ကိုဆုံးဖြတ်လိုက်တဲ့အခါမှာဒီနေ့ ဘောတောင်လိုဖြစ်စင်အောင်ဖြစ်အောင်ပါပဲကြိုးစရာရှိတယ်ပေါ့တနက်ကန်လိုတနက်ဘယ်ရရမယ်အဲ့ဒါဒီမေးမိတယ်လीတော့2021မှာဘယ်ရမှာတနက်မရှိတဲ့လူကလူပေါင်းနှစ်သိန်းနီးပါးမှာတနက်တွေရတယ်နောက်၅နှစ်ဆိုရင်လူပေါင်းနှစ်သန်းလောက်တနက်ကန်တော့မှာတနက်ဘယ်ရမလဲမမေးနဲ့လीတနက်တလက်မှမရှိတဲ့လူတွေဦးတနက်ရတယ်အခုပဲကြည့် ကိုတင်လေးအောင်ရဲ့ဘူဘူးတင်လေးအောင်ရဲ့ဒီပါစာတွေနဲ့အင်တာဗျူး၁၂ရောက်မှာဒီလူတွေကအပတ်စဉ်၁၂ကရန်ကုန်တိုင်းတွေကစစ်မှုထမ်းတွေဖြစ်တယ်အခုဒီဘက်ရှေ့တန်းရောက်တယ်သူတို့ကိုလင်းဝယ်တယ်သူတို့ဒီဘက်မှာတနက်ပြာကိုင်းနေပြီတနက်မှာလည်းတနက်ရှိတယ်မင်းအွန်လိုင်းပေးမှာတနက်ရှိတယ်သူတို့မှာလည်းရှိတယ်ပြောချင်တာကတနက်ကဒီတိုင်းတော့လွယ်လွယ်ကူကူရလာတာမဟုတ်ဘူးဒါပေမဲ့အားလုံးဒီဘက်ရလာကြပြီလိုလင်းကြံစနီးလန်းရတယ် လူတွေကစဉ်းစားလာကြပြီ၊ကြံစားလာကြပြီ၊မျိုးမျိုးစုံနဲ့ဖန်တီးလာကြပြီ။မနေ့ကဆိုပဲကြည့်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဒီမျိုးဥပံဟာသူ့ရဲ့ဒီ token ပေါ့ token ဆိုတော့အမှန်ကတော့ digital money ပေါ့နော်ပြောချင်တာ digital money ကိုကမ္ဘာ market တစ်ခုရှိတယ် max မှာမနေ့ကတင်လိုက်နိုင်ပြီအဲ့တော့ ကျွန်တော်တို့အီ token ကို0.0115နဲ့အယောင်းဝယ်လုပ်နိုင်နေရနေပြီးတော့အခု token ပေါင်းတန်း90တကဘာလုံးမှာကြိုက်တဲ့လူဝယ်လို့ရတဲ့အဆင့်ကိုအဆင့်ကိုရောက်သွားပြီအဲ့တော့အဲ့တော့လူလင်ကြံစနီလန်ရတယ်ဆရာနာရှင်ရဲ့ခရိုနီခရိုပြာတွေမရောက်နိုင်တော့အုပ်စုတော့ ကမ္ဘာ market ထဲမှာမျိုးဥပံက token မျိုး token ကဲ့သို့ဈေးကွက်တင်ပြီးတော့ပြောချင်တာက digital money ပေါ့ဗျာနော် big bitcoin လို့ဟာပြောပေါ့ digital money ပေါ့နော်ကိုတင်ပြီးမရောချနိုင်တဲ့အဆင်မရောက်သေးဘူးမျိုးဥပံကတော့စာရောချနိုင်ပြီဒါအစပဲရှိတယ်လိုလင်းချစနေလိုက်ရတာလေအဲ့တော့ကျွန်တော်ကျွန်တော်တို့ကိုယ်တိုင်ကဒီ token ကိုဝယ်ထားတယ်ဆိုရင်ဟို token တရားဝယ်မယ်ပေါ့ဗျာ ဘယ်တော့ကြမလဲဒေါ်လာ100တော့မကြပါဘူးဒါမင်းရောင်းလိုက်ဝယ်လိုက်ရောင်းလိုက်ဝယ်လိုက်နေမကြခင်မှာအဲ့တိုကင်တရာဒေါ်လာ1000လဲဖြစ်သွားနိုင်တယ်ပေါ့နော်ကျိုးချတာကလုံးလင်းကြံစနေလိုက်ရကတ္တရုကကျွန်တော်တို့ဘက်က drone နဲ့လုံးမှာဆိုတော့သူကဂျမ်းပါအဲဂျမ်းပါတွေကိုဖြတ်နိုင်တဲ့ဟာကိုလည်းကျွန်တော်တို့ဘက်ကလည်းတွေးပါပဲတနည်းမို့ကျွန်တော်တွေးပါပဲ သူတို့လည်းတီထွင်တတ်တာမဟုတ်ဘူးဒီမေအောင်လိုင်းစစ်သားတွေလည်းတီထွင်တတ်တာမဟုတ်ဘူးသူတို့လည်းသူများတီထွင်တတ်တဲ့တေးရောကပို့ပေးတာကျွန်တော်တို့ဘက်ကလေးတွေကကြတော့တီထွင်တတ်တယ်ဒါကဘာလုံးမှရှိတဲ့ပညာရှင်တွေနဲ့လွတ်လပ်တဲ့နေမြေတွေကနေပြီးတော့ကမ္ဘာနိုင်ငံတွေမှာမြန်မာတွေအများကြီးရောက်တယ်အဲ့ဒါကျွန်တော်တို့ရဲ့အားသာချက်ပဲထိုင်းနိုင်ငံမှာရောက်အဲဒီကနေရှိတဲ့ဒီအင်တာနက်တွေကိုသုံးစွဲပြီးတော့ဒီဒီပညာတွေရှာပြီးတော့ပြန်လုပ်တာပေါ့အဲ့တော့မေအောင်လိုင်းတို့က globalization ဖြစ်တာဖြစ်တဲ့အတွက် ဟိုပြည်တွင်းမှာရှိတဲ့မြန်မာတွေကိုတော့ဟိုဟိုအသိဉာဏ်မရှိအောင်အခုလိုနီးပညာတွေရှာလို့မရအောင်သူကအင်တာနက်တွေဖြတ်ပြီးတော့ဖမ်းတာစီးတာနဲ့ထိမ့်ချုပ်ထားလို့ရတယ်။ဒါပေမဲ့ဒီနေ့ဒီစစ်ကောင်စီတို့တိုက်နေတာကပြည်တွင်းအုပ်စုတစ်ခုလည်းမဟုတ်ပြည်ပအုပ်စုမှာပါနေတာ။အဲ့တော့မင်းအောင်လှိန်တို့ရဲ့အထိတ်ကိုကနေလွတ်နေတဲ့နိုင်ငံတွေမှာအထူးသဖြင့်ထိုင်းနိုင်ငံမှာရောက်နေတဲ့အိန္ဒိယနိုင်ငံ မလေးရှားနိုင်ငံစင်ကူနိုင်ငံဥရောပနိုင်ငံများအမေရိကန် UK ပြင်သစ်ဆစ်ဒနီတိုရန်တိုဆိုတဲ့နိုင်ငံတွေမှာဂျပန်တိုကျိုဆိုးဆိုးတွေရောက်နေတဲ့လူတွေကကနတော့ကနီးပညာတွေကိုအကုန်လုံးရှာယူလို့ရတယ်လေအဂျမ်ဘာကိုဘယ်လိုဖြိုးရမလဲဂျမ်ဘာကိုဘယ်လိုလောက်တာလဲဘာလို့ဆိုတော့ဂျမ်ဘာဆိုတာလဲတီထွင်တာလားပဲလေသူကရေဒီယိုဝေ့ဗ်တစ်ခုနဲ့ဒါနီးပညာတစ်ခုကိုတီးပဲ AI ဆိုတာလဲတီထွင်တာလား အဲ့တော့အဲ့ဓာဒီအားလုံးကိုဒီဘက်ကလူတွေကလုံးလုံးလက်လက်လေးလာပြီးတော့လေရှာလို့ရတယ်ထွန်းကြီးကောင်းပဲကဘာမှာရှိနေတဲ့တခြားအဖွဲ့အစည်းတွေနဲ့လိုက်ဆက်ဆက်မယ်လိုက်ပြီးတော့ဟိုဒီမောသူများပြောတာရင်နားထောင်ပြီးတော့လေလှုပ်လို့ရလာမှာပဲအချိန်တိုင်းတာတစ်ခုရရင်ဟိုသူတို့ပြောသလိုလိန်တော့ဝယ်ဖို့တော့မဖြစ်နိုင်ဘူးပေါ့နော်ဒါပေမဲ့ဂျမ်ပါလောက်ဒီ drone လောက်ကတော့ကျွန်တော်တို့ဘက်ကလေရလာမှာပဲအဲ့တော့စိတ်ဟိုဟိုဒီဒီဘက်က တော်လံပြည်သူတွေရဲ့အဇက်ပေါ့ပေါ့နော် speak up ပေါ့နော်အမှန်တရားကိုပြောဆိုဖို့ကိုတို့ပါဇက်ပိတ်လို့မရဘူးမှန်တယ်ပြည်တွင်းမှာရှိတဲ့လူတွေကိုတော့အထောက်တရားတွေလုပ်ပြီးတော့ဖန်တာစီတာထောင်ချတာနဲ့ပိတ်လို့ရ